ကိုရီးယားမှာတချင်းသွားဆိုရင်လည်းနိုင်ငံရေးကိစ္စနဲ့ပြဿနာတန်နေတဲ့ပုပ်ပုပ်အစိုးရပုပ်ပုပ်ကတော့ကိုယ့်ကိုယ်ချမ်းသာကျဝပေးမယ်လေရေချားမြေချားကိုရီးယားတီကိုသွားရောက်ပြီးတော့ပတ်စံတွေရှာနေပေးမယ်လေပတ်စံစာပြဿနာတွေပဲလက်ထဲစုပြောင်းရလာတာပါအခုတော့ပြည်သက်ကြီးရဲ့ချက်တော်စိုးရပုပ်ပုပ်ကတော့ချမ်းသာကျဝနေပေးမယ်လေငွေရှာကျန်းနေတာပါတခါကလည်းပုပ်ပုပ်ကသူမရဲ့မွေးနေ့အတွက်စင်ကာပူရှိုးဝဲလုပ်ဖို့အတွက်လက်မှတ်တစ်စောင်ကိုဒေါ်လာ200မြန်မာငွေ9သိန်း10သိန်းနဲ့ရောင်းချခဲ့တာပါ အဲဒီကာလကလည်းမြန်မာနိုင်ငံမှာငလင်ဘေးတံကိုခံနေရတဲ့ကာလလေးဖြစ်တာကြောင့်ဒီလိုအခက်အခဲတွေရှိနေတဲ့အချိန်မှာပေါ်ပေါ်တရားရှုဝဲလုပ်မယ်ဆိုရင်တော့ဝေဖန်ခံခဲ့ရပါပြီ။နောက်ပြီးတော့ကိုသိန်းစေသိန်းနဲ့ရှုဝဲလက်မဲ့ကြောင့်နဲ့လည်းပြည်သူတွေရဲ့ပြစ်တင်ဝေဖန်မှုကိုခံရပြီးတော့ပြဿနာတက်သွားတာကြောင့်အဲဒီရှုဝဲကိုလည်းဖျက်သိမ်းခဲ့လိုက်ရပါတော့တယ်။တကယ်တကားကမြန်မာနိုင်ငံရဲ့လူငယ်တွေကြားမှာရှေးဘန်းစကသူတချင်းမန်သမ ्या ကရှေးမဲ့တဲတီရောက်အောင်ဆိုနိုင်လို့အားပေးမှုတွေတကယ်နဲ့ရရှိခဲ့တဲ့အဆိုတော်ပေါ်ပေါ်ကိုမတည့်ရသူမရှိလောက်အောင်ကိုမှ အားပေးမှုတွေတခဲနဲ့ရရှိခဲ့ပါရီအဆိုတော့ပေါ်ပေါ်ကအမှုပညာလောကမှာတော်တော်ကြီးကိုမှဒိဋ္ဌိကျအောင်မြင်ခဲ့ကသချင်းပေါင်းများစွာကို ပရိသတ်ရဲ့ပါဇက်ပြားမှာဆွဲလောက်တဲ့အထိဒီဒီမီမီတည်ဆိုနိုင်သူတူပဲဖြစ်ပါတယ်။အစိုးရပုပ်ပွားအမှုပညာလောကမှာဒီလိုမျိုးချမ်းသာကျဝါကအောင်မြင်မှုတွေများစွာရနိုင်လို့ချမ်းသာကျဝါတဲ့ဘဝကိုပိုင်ဆိုင်ထားပေမဲ့လည်းချစ်သူကြီးစားမရှိဘဲနဲ့ဒီကိုယ်ရဲ့ထီကျန်ကအပြုတ်ကြီးဖြစ်နေသူပါ။ဒါပေမဲ့ပုပ်ပွားချစ်သူကြီးစားရည်အများကြီးထားပေမဲ့လည်းတယောက်ကမှစိတ်တိုင်းမကြလို့အပြုတ်ကြီးလုပ်နေတာပါ။အစိုးရပုပ်ပွားသူမရဲ့ချစ်သူဟာသူမကိုအလိုလိုက်ရမယ်။ဘာသာတရားလိုက်စားရမယ်။တည်ငြိမ်အေးချမ်းရမယ်စသည်ဖြင့်ကြီး များနေလို့လေအပြိုကြီးလုံနေတာဖြစ်ပါတယ်။အစိုးရပေါ်ပေါ်တယောက်ကတော့ဒီလိုနုပညာလောကမှာအောင်မြင်နေရင်းကနေနောက်ပိုင်းထိကျန်ဆန်စွာနဲ့ပဲရုတ်တရက်ပြည်သက်ကြီးရှိကနေပြောက်ကွဲသွားတာပါ။အဲဒါကတော့မြန်မာနိုင်ငံမှာနိုင်ငံရေးအရေးခင်တွေနဲ့ပတ်သက်လို့ညှိစွန်းသွားကြတဲ့သူတွေထဲမှာအစိုးရပေါ်ပေါ်လေးတယောက်ပါဝင်ဖြစ်သွားတာပါ။နိုင်ငံရေးနဲ့စူးညီခဲ့တာကြောင့်သူမကတော့နိုင်ငံတော်ကနေဖန်စီနေသေးခြင်းကိုခရကဝန်ခံကတိမှာလက်မှတ်ရေးထိုးကပြန်လည်လွတ်မြောက်လာခဲ့တာပါ။ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်းမှတောင်မှ တော်တန်ကြအောင်ပြောင်းနေခဲ့ပါသေးတယ်။အခုမှတော့ဆိုတော့ပပိုတရားပါကိုရီးယားနိုင်ငံကိုတွားရောက်ခါကိုရီးယားရောက်မြန်မာနိုင်ငံသားတွေအတွက်ရှိုးဝဲတွေလုပ်နေကြတာပါ။ဒါပေမဲ့လေပပိုတရားပတ်စံရမယ်ထင်လို့လုပ်ခဲ့ပေမဲ့လည်းမန်းချက်နဲ့နန်းထွန်းတွေကတော့လုံးဝမကိုက်နေကြတာပါ။ပပိုရှိုးဝဲလုပ်နေတဲ့စားတောက်ဆိုင်ရှိမှာပပိုဒီလိုတွေလုပ်နေတာတွေအတွက်မနစ်သက်ကြောင်းဆန္ဒပြကန့်ကွက်နေကြတာဖြစ်ပါတယ်။ဒီလိုအချိန်မှာတော့ဆိုင်ရှင်နဲ့ကန်စတာမာနှစ်ယောက်လည်းရောက်လာပြီးတော့ဆိုင်ရှိဆန္ဒပြတဲ့သူတွေနဲ့အချင်းချင်းပြဿနာတွေတက်ကြတာပါ။ဆန္ဒပြတဲ့သူတွေကတော့ပပိုဟာမြန်မာနိုင်ငံလက်ရှိ ခံစားနေရတဲ့နိုင်ငံရွေးတွေငလင်ပေးတင်ပြည်သူတွေကိုမှမထောက်ပတ်စံရဖို့ရေးလာပြီးတော့ပျော့ပါနေတာကြောင့်မလို့သိရတာပါဒီဖြစ်ပျက်ရကတော့ပို့ပို့ဟာသူများနိုင်ငံတည်သွားပြီးတော့အချက်တွေပြပြန်ကွဲလာတာပါဒီပြိုကိုကြည့်ရှုနေကြတဲ့အားပေးကြတဲ့ပရိသတ်တရားရောအစိုးရပို့ပို့ရဲ့လောက်ရက်ကိုဘလိုမျိုးထင်မိလဲဆိုတာပြောခဲ့ပေးပါဦးရှင်အားပေးနာဆင်ခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာအကောင်းတဲ့ဆယ်လီတွေနုပညာရှင်တွေရဲ့တင်ဆက်တူပြန်လာခဲ့ပါဦးမယ်ရှင်